ကိုရံလေးနဲ့ဆိုလည်းအများနဲ့ဆုံတယ်မှတ်မဲ့ရပြီးချွေချွနာနီးလာလို့လေကိုရံလေးကဲလို့ချွေချွဖြစ်ခဲ့တာကျွန်တော်ချွေချွပါလာခဲ့တာကျွန်တော်တို့ကချွေချွပထမအဆုံးတော့ပေါ့နော်အဲအဲ့လိုအတိုင်းပဲတကယ်ကိုရံလေးနဲ့ဆုံတိုင်းမှာလည်းကိုရံလေးအများနဲ့တင်ပေးတယ်ရှေ့မှာလည်းကိုရံလေးနဲ့ချစ်စိတ်တို့နောက်ဘက်မှာအဲ့လိုတားဖပဲရှေ့မှာတားဖကျွန်တော်ကမူသားသားမတားဖနဲ့အရင်ချစ်တဲ့အများနဲ့တိုင်ပင်ဖြစ်တယ်ပေါ့အပြင်မှာလည်းအလိုအမြဲတမ်းအခုမေးတယ်ကျွန်တော်ဘာတွေပြင်ဆင်တဲ့လဲဘာတွေလိုအပ်ချက်ရှိတယ်အမြဲတမ်းမေးတယ်အကောလည်းအမြဲတမ်းတင်ပြပါ အော်ဒီမှာလဲတားဖဆင်းနေအများကြီးဆုံးရမှာအဖေအဖေကိုလိုက်ထိုင်ရမှာတလေဟုတ်သူများရေပြောလို့အရင်မမားဘွားကြီးတော့ဟုတ်မနေဘူးတကယ်ဟိုမမားဘွားကြီးဆိုတော့ကျွန်တော်နားလေတာတော့အမေတခုံးဆိုတခုံးပဲပေါ့နော်โอเคဘလိုပုံစံမျိုးလေးတဲ့ဆိုတော့ကျွန်တော်မိသားစုမှာဟိုตาကြီးပေါ့เนาะตาကြီးဆိုတော့ပြဿနာတစ်ခုဖြစ်ရင်จุติတယ်อาตาจักก็จุติတယ်อาเนจักก็ဘယ်တော့မှမရှင်းနိုင်တာ ဘရောမှပြဿနာကိုကြိုသိတယ်တော့ဘရောမှမတားနိုင်ဘူးအဲ့လို character လေးပါအာအပြင်းမင်းတို့ကတားရှင်းတာအိမ်မှာဒိုင်ခံရှင်းတာကိစ္စတခုဆိုရင်ဒါကြောင့်ဒါကြောင့်သူတို့လုံးမယ်ဒါကြောင့်ဒါကြောင့်သူတို့မလုပ်ဘူးအဲ့အဲ့လို၄ရှင်းလာလားဆရာလုပ်တာအနှစ်ခုလုံးပေါ့ရှင်းသလိုနဲ့ဆရာလုပ်တာအရင်ကြိုက်တဲ့ထဲမှာလည်းပါတယ်ဝတ္ထုအနေနဲ့လည်းဖတ်ဘူးတယ်အဲ့တော့တော့ဘယ်လိုပြောမလဲကိုကိုကိုတော့အဲ့တော့ငယ်သေးတာကိုငယ်သေးကြအရင်မမြင်ခဲ့ဘူးဒီ character နဲ့ အခုတကယ်ကိုတရုတ်စာရမယ်ဆိုမှအရန်မိုက်တယ်။ပြီးတော့ဇညွန်းဖတ်လိုက်တဲ့အချိန်မှာကျွန်တော်ဘာဖြစ်လဲဆိုအရင်ပုံမှန်ဆိုဇညွန်းတစ်ခေါက်ဖတ်တဲ့အကျဆိုဖတ်တယ်ပဲပေါ့နော်ဇလန်းတီအောင်ဖတ်တယ်ပြီးရင်ကျွန်တော်ဟိုပါရစင်းလေးတွေဆွဲထုတ်တယ်ပြီးတော့မှ character အတွက်ကိုပြင်ဆင်တယ်။အခုဒီမှာကျဇညွန်းဖတ်လိုက်တဲ့အကွာ identity လောက်ချင်နေပြီ identity လိုက်ပြောကြည့်နေတာပေါ့နော်။ဟိုပြီးရင်တခုစိန်ခေါ်မှုတခုကဘာလဲဆိုတော့အသက်ရွယ်ပေါ့အသက်19 20တစ်ဖြတ်ပါတယ်ပြီးရင်40ကျော်တစ်ဖြတ်ပါတယ်။ဆိုတော့အဲ့ဒါလေးကလည်းကျွန်တော်တို့က အာဒီနှစ်ခုငါဘယ်လောက်လောက်ရမလဲဘာလောက်ရမလဲဆိုတာအရင်ရင်ခုံကြကောင်းတဲ့ဟိုကျွန်တော်ကခီးထွက်ရလို့ပေါ့နော်ဒီမိုနီဆာကာရက်တာလေးကိုခီးထွက်ရမှာအရင်ရင်ခုံမကောင်းလေဟုတ်ကဲ့အာတာဝန်ကြီးရဲဆိုတာကျွန်တော်ကဘယ်လို့မဆိုပါဟိုကြုံမှုပါတယ်အဲ့လိုရှေ့မှာတာဝန်ကြီးရဆိုတခါတရံကြတော့လေဝတ္ထုတွေပြန်ရတာလေတာဝန်ကြီးရကျွန်တော်ရှေ့မှာရိုက်ထားအရေးဖြူဆိုလို့ရှင်ကျွန်တော်ဇက်ကောင်ကရဲခေါင်ဇက်ကာရိုက်တာပြိသက်အမြင်မှာမျိုးစုံမြင်ထားတယ်ဟိုဒရိုက်တာနဲ့ စာရေးဆရာကိုဆိုးထိုက်နေတာမှတခါတည်းတချို့နေရာမှာရဲခေါင်ကိုမြင်တာချင်းမတူဘူး producer မြင်ထားတယ်ကျွန်တော်မြင်တဲ့ရဲခေါင်လည်းမတူဘူးအဲ့တော့အဲ့ဒါကိုကျွန်တော်တို့အကောင်းဆုံးညှိပြီးတော့ရိုက်ခဲ့တယ်ရိုက်တဲ့အချိန်မှာပထမကြည့်ကြည့်ချင်းမှာဟိုကိုဆိုးထိုက်ကရဲခေါင်နည်းနည်းပျော့နေတယ်လို့ပဲပေါ့နော်ဒါပေမဲ့တကယ်တမ်းအစ်တစ်ခံမှသူကြည့်ရတဲ့အချိန်မှာအဒီဟာပူမိုက်တယ်ပေါ့နော်အဲ့လိုမျိုးလေးတွေအဲစိန်ခုံမှုတွေအများကြီးရှိခဲ့တယ်ဟိုဝတ္ထုရရတာပေါ့နော်ဒီကားမှာဆိုတော့အဲ့လိုမျိုးလေးတွေပေါ့ဝတ္ထုတွေပြန်ရတဲ့အခါမှာကျွန်တော်တာဝန်ကြီးတယ်အာပြီးလို့ရှိရင်လည်း မိသားစုမှာရောမိသားစုမှာမှကုညမာလေးနဲ့ပြည့်စန္ဒာဒီမှာကျွန်တော်ဒူမာလေးဒူမာလေးနဲ့ခန်းကန်တာတွေမိသားစုအတွက်ကာကွယ်တာတွေအဲ့ဒါတွေကကျွန်တော်တို့ဟိုလုခွင့်ရတဲ့ဒီကားအတွက်လုခွင့်ရတဲ့တပ်ဝင်ငယ်ပေါ့အဲ့တော့ကတိတ်မပြင်းစင်ရအောင်ကိုအသက်တိတ်မကွာ40ကျော်အတွက်ကတော်တော်ပြင်းစင်ရမှာ အဲ့တတိယဘယ်လိုလုပ်ရမလဲဆိုတော်တော်စဉ်းစားနေတာအရန်အရန် challenge ဖြစ်နေပြီတတိယကလည်း challenge ဖြစ်တယ်ဗောငယ်တဲ့ဟာတော့ကငါအဲ့လိုကွာကလေးလိုပဲနေတာဆိုတော့ငယ်တဲ့ဟာအဆင်ပြေတယ်တော့အသက်ကြီးရငါဘယ်လိုတိကျစားရမလဲဆိုတော့တော်တော်ရင်ကုန်အခုနောက်ပြောအသက်ရွယ်တကယ်ပြောတာပြီးရင်ဒီမိသားစုအတွက်ပေါ့နော်အပြင်မှာလဲကျွန်တော်အဲ့လိုမိသားစုအတွက်ဆိုပေမဲ့ကိစ္စတစ်ခုဆိုရင်ဒီမှာဒီမှာလဲတူတဲ့အချက်လေးရှိပါတယ်တကယ်မိသားစုအတွက်ဆိုလို့ရှိရင်တော့အဲ့လိုဒေါနဲ့မောနဲ့ပြောတယ်တက်တဲ့ဒါပေမဲ့ ဒီမှာကျမိသားစုနဲ့မှာလဲဆိုတော့နည်းနည်းလေးမျက်နှာတွေငဲ့တာတွေပါတယ်ဒီမိုနီကာရိုက်တာအပြင်မှာတော့ပြောတယ်လိုအပ်လာရင်ပြောတယ်မိသားစုအတွက်ဆိုလဲလေအဲ့ဒါလေးတွေကဟိုဖြစ်တယ်ပြင်ဒါပေမဲ့အပြင်နဲ့ပတ်သက်လာရင်တော့မိုနီယာတကယ်ဖိုက်တာမိသားစုအတွက်ဆိုလို့ရှိရင်ဘာလို့မဆိုသွားပြီးတော့ရင်ဆိုင်ရဲတယ်ဟိုပြဿနာရှာရဲတယ်တိုက်ခိုက်ရဲတယ်အဲ့လိုလိုမျိုးကာရိုက်တာလေးပေါ့အားရတယ်အားရတယ်အားရလုံးတော့မဖက်နေနဲ့အိုက်ဒီနေလုံးမိနေလားအခဏနေငါအိုက်ဒီနေလုံးမရတဲ့အရင် ကိုယ်စိန်လေးတွေဆွဲထုတ်အောင်မယ်ဆိုပြီးတော့အဲ့လိုညားတယ်အဲ့တကယ်တော့ဒီလာထဲမှာလေကျွန်တော်ခေါင်းဆောင်နေတဲ့ကျန်လန့်ထား CV လေးရှိတာအဲ့မှာကြဟာတာဟာတာလေကျွန်တော်တခါမှမလုပ်ဘူးတဲ့ပုံစံပေါ့နော်ရှေ့ကပြိတ္တတွေကျွန်တော်ဟာတာနဲ့တိတ်မတွဲမိဒီကရှေ့မှာကကျွန်တော်ရိုက်ခွင့်ရတဲ့ကားလေးရတယ်ပြိတ္တချင်မရောက်အဲ့တော့အေဂျင့်မောင်တို့ပါတယ်မတင်းတော့တာနဲ့ကျွန်တော်အေဂျင့်မှာလီလီကျော်ခိုင်းအဲကျွန်တော်တို့အပိုင်းတွေသွားပြီးတော့ကိုရီးယားမှာသွားပြန်တယ်ဆုရတယ်ကိုရီးယားမှာလေအာ short film လေးနေနဲ့သွားပြိုင်တာပေါ့နော်ကျွန်တော်တို့ရိုက်တာကတော့ mini series လေးရိုက်တာ အဲအခုအဲ့ကားမှာဆိုလဲအဲ့လိုဇွားနေကိုအားကိုပြီးတော့မြို့လွှတ်လိုက်တာအမျိုးမှလည်းပြဿနာတွေတက်ပြီးရွာပြန်လာတယ်မြို့ကပြဿနာတွေပါသေးလာခဲ့တယ်အဲ့လို character လေးပေါ့နော်အဲ့ဒါလေးကကံကောင်းကျင်တော့နောက်လာရှိသွားတယ်အဲကိုကဒီလာထဲမှာဟိုတခြားဟာလေးရိုက်ခွင့်ရသွားပေါ့နော်အဲ့တော့လုတ်တွေများလာတယ်များလာတဲ့အခါမှာအဓိကကတော့ view ဆရတဲ့နံပါတ်1ကျမ်းမာကြီးပေါ့ကျွန်တော်ကအလုပ်ဇောကပ်ပြီးကျမ်းမာကြီးထိတတ်တတ်တယ်မှာပါတယ် black gallery မှာလည်းတစ်ခါဖြစ်ပြီးတယ်အဲ့တော့အဲ့လိုမျိုးမဖြစ်အောင်ကျွန်တော်ကျမ်းမာ view site နေတယ်ကျမ်းမာ view site ပြီးတဲ့အချိန်မှာကျွန်တော်တို့က character တစ်ခုချင်းစီကဘာလဲဆိုတော့ကျွန်တော်အဲ့လိုချက်ချရေးတဲ့ချင်းရှိတယ်ကျွန်တော်ကဟိုနတ်တွေအရန်ကိုးကွယ်ထမှာတော့မပါဘူး။ဒါပေမဲ့ကျွန်တော်တို့ကနတ်ကတော်တွေနဲ့သွားသွားတူရလို့ထင်တယ်။ဘာလို့လဲဆိုတော့နတ်ကတော်ဆိုနတ်သမိုင်းသိရတယ်လို့ပဲ။ကျွန်တော် character တွေကို character တစ်ခုချင်းစီရဲ့ profile ကိုကောင်းကောင်းသိရတယ်